်မြန်လေးပဲเนาะဆရာမပြောလိုက်မယ်ဘာလို့ဆိုတော့ဗီဒီယိုကြည့်တဲ့လူတွေ data ကုန်မှာဆိုလို့ပါเนาะအခုဆရာမပြောမှာကမြန်မာတက္ကီ1380ခုနှစ်ခုနှစ်ဒရင်ကျုလာပြင်းနေဒရင်ကျုလာပြင်းနေကဒရင်ကျုလာပြင်းနေကဆရာမတို့တက္ကရိန်မှာတော့เนาะ6ရက်နေဒါတနင်္လာနေ့ကိုဖော်ပြထားပါတယ်เนาะတကယ်လာပြည့်တဲ့ရက်က နော်တကယ်တမ်းလာပြည့်တဲ့ရက်ကဘယ်နေ့လဲဆိုတော့လပခါပြည့်တဲ့နေ့နော်ခုနှစ်ရက်နေ့ဖြစ်ပါတယ်အင်္ဂါနေ့ဖြစ်ပါတယ်အဲ့တော့အဲ့ဒီလာပြည့်တဲ့ခုနှစ်ရက်နေ့အချိန်ကခုနှစ်ရက်နေ့မနေ့10နာရီ16မိနစ်မှာလာပြည့်မှာဖြစ်တယ်အဲ့တော့အဲ့ဒီ10နာရီနော်16မိနစ်ကိုသွားအော်ဦးတည်ပြီးတော့ပေါ့နော်ထိတ်ထန်ကိုလောက်ရမယ်ဒါတွေကတော့ဆရာမပြင်ဆင်ထားတာတွေပါအဲပြီးမှပြင်ဆင်လာချရင်ကတိလင်နာဖြစ်မှာဆိုလို့ဆရာမ စပြီးတော့ပဲပြင်ဆင်တာကိုပြထားလိုက်တာပေါ့နော်အဲ့တော့ဒီပြင်ဆင်မှုကိုဆရာမနောက်မှပြောမယ်အခုပြောစရာရှေ့ပိုင်းမှာနည်းနည်းလေးများတော့ခက်မြန်မြန်လေးပြောရမှာနော်အဲ့တော့အခုရောက်ရှိလာတဲ့နော်တရင်ကျလာပြည်နေ့အတွက်လာပြည်နေ့ကုသိုလ်အစီအစဉ်လောက်ရမယ်ဟာကဘယ်ကုသိုလ်အစီအရင်ကိုလောက်ရမှာလဲဆိုတော့ဆရာမတို့တရင်ကျလာပြည်နေ့မှာစတင်ဖြစ်ပေါ်လာတဲ့နော်တပ္ပဆရာ အောင်မင်္ဂလာကိုအဋ္ဌကံအာဖြင့်ပူဇော်ခြင်းကုသိုလ်ပြုရမှာဖြစ်ပါတယ်။ Sorry နော်တပ္ပဆရာနော်နော်တပ္ပဆရာမင်္ဂလာဂါထာတော်ဖြစ်ပါတယ်။တပ္ပဆရာမင်္ဂလာဂါထာတော်ဆိုတာအလုံးသိပြီးသားဖြစ်ပါလိမ့်မယ်။ဒီဝါတပ္ပိအာရိစောရတ္တိမဘာရိစန္ဒီမာဆိုတဲ့ဂါထာတော်ပါ။အဲ့တော့အဲ့ဒီဂါထာတော်မှာဆ iam တ်ကနော် ဒီဘာတပိအာရီဆောဆိုရဲပုံမှန်ဂါထာတော့အပြင့်ကိုဘောဓတပိတေဇတာဆိုတဲ့เนาะဂါထာအပိုက်ကလေးပြီးသွားရင်ဆရာမနောက်ထပ်ဘုရားကုံတော်၉ပါးထည့်ထားတယ်ဘုရားကုံတော်၉ပါးပြီးသွားတော့မှတာထိတန်တေဇတမနန်းဆိုပြီးတော့ဆက်ပြီးပူဇော်ရမှာဖြစ်တယ်เนาะအဲ့ဒါကိုလည်းဆရာမတိတ်စာနဲ့ပြန်တင်ပေးပါအောင်မယ်အဲ့တော့အခုပြောချင်တာကเนาะအခုပြောပြချင်တာကဒီ တပါကြမင်္ဂလာဂါရာတော်ကြီးဟာအခုလိုပဲဖျားရှင်သက်တော်ထင်ရှားရှိတဲ့ဖျားရှင်ရဲ့သာသနာတော်ကာလမှာပေါ်ပေါက်လာတဲ့ဂါရာတော်ဖြစ်ပါတယ်ထူးခြားတယ်ဘာလို့ထူးခြားလဲဆိုတော့မြတ်စွာဘုရားရှင်ရဲ့တကယ့်ကိုနှုတ်ထွက်တော်စကားဖြစ်ပါတယ်နော်နှုတ်ထွက်တော်စကားဂါထာတော်ဖြစ်ပါတယ်အဲ့တော့ဂါထာဆိုတာဘုရားရှင်ရဲ့နှုတ်ထွက်တယ်လို့ပြောတာပါနော် နှုတ်ထွက်စာပိုက်ကလေးတွေကိုဂါထာအနေနဲ့ပြောပါတယ်အဲ့တော့ဖခင်ရဲ့နှုတ်ထွက်ဂါထာတော်ဖြစ်ပါတယ်အဲ့တော့အခုကြည်နေကြတဲ့မိတ်ဆွေတွေနားထောင်ကြတဲ့မိတ်ဆွေတွေအတိတ်ထံလောက်ကြမဲ့မိတ်ဆွေတွေပို့ပြီးတော့တတ်တာတရားနော်ပို့ပြီးတော့အင်အားကြီးမားစေဖို့အတွက်ဆရာမကဒီဂါထာတော်လေးဖြစ်ပေါ်လာပုံလေးကိုအကျဉ်းမျှပြောပြချင်ပါတယ်နော်တိပိသားလူတွေလည်းရှိကောင်းရှိပါမယ်တိပိသားလူတွေကလည်းပဲနော်ပို့ပြီးတော့ ra dia bỏ nhà bộ na thằng bị bà mất đi à thì để tụi cái gale về nó bố tụi ta alo nga na thằng bị bà luôn như trai giờ khăn che mà đi à rồi đào hôm nay biểu nè bà đi tiền xe mà nó đi cả đào chưa bà bên này chơi chưa bà luôn cho dùng này bị con này đi mẹ xe mà bố mi rồi đi ta trả tiền à ta trả số ra bà thiết đặt được rồi nè nó xây nhà liền mu biết rồi xây ở thất nạn mu နော်တတ္တာဆိုတာယုံကြည်မှုတစ်ခုတည်းမဟုတ်ဘူးယုံကြည်မှုရဲ့နောက်မှာစိတ်အားထက်သန်မှုပါပါပါတယ်စိတ်အားထက်သန်ခြင်းကြောင့်မိမိပြုတ်လုတဲ့အရာတွေသည် အလွန်အင်အားကြီးမားသောအဆွမ်းကိုဖြစ်စေပါတယ်ဒါကြောင့်ဆရာမဒါလေးကိုပြောပြချင်တာပါနော်အဲ့တော့စာပြီးပြောပြပါမယ်အချိန်ကာလကဆရာမတို့ရဲ့မြတ်စွာဘုရားရှင်ကိုရောင်မြတ်ကြီးတတ်တော်ထင်ရှား ရှိနေတယ်တက်တော်ထင်ရှားသာသနာတော်အချိန်ကာလမှာဖြစ်ပါတယ်နော်အဲ့ဒီသာသနာတော်အချိန်ကာလရဲ့အခုလိုမကြခင်မှာရောက်လာတော့မယ်သရင်ကျော့လာပြည့်လိုပဲနော်သရင်ကျော့လာပြည့်နေ့တက်ရက်ပါအဲ့ဒီသရင်ကျော့လာပြည့်နေ့တက်ရက်ရဲ့ညနေခင်းအချိန်မှာမြတ်စွာဘုရားရှင်ကိုရောညံကြည့်အောင်ဝိသခာကျောင်းအမကြီးလှူထမ်းလာတဲ့ပုပ္ပါယုံကျောင်းမှာသရင်သုံးနေတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာလာပြည့်နေ့ညနေဆိုတော့ ဖရာရှင်ရဲ့တရားပွဲတို့ဘာတို့ရှိကောင်းရှိပါလိမ့်မယ်။ဒါကြောင့်ပုပ်ပါရင်ကြောင်းမှာတန်ခါတော့အရှင်မြတ်တွင်နဲ့ကြောင်းဆောင်ကြီးတစ်ခုလုံးပြည့်နေတဲ့အချိန်မော။အဲ့ဒီအချိန်မှာညီတော်အနန္ဒာနော်အနန္ဒာအရှင်မြတ်ကမထေမြတ်ကခါးချင်းပြီးတော့သူအိုးဒီနေ့လာပြည့်နေပေါ့နော်ဒီနေ့လာပြည့်နေမှာဒီပုပ်ပါအောင်ကြောင်းကြီးကလည်းတင့်တယ်လာပြီစာဟောပုပ်ပါကြီးကြောင်းကြီးကနေအပြင်ဘက်ကိုလှမ်းကြည့်လိုက်တော့ ဟိုးအနောက်ဂေါ်ရံကျွန်းမှာဝင်လူဆဲဆဲဖြစ်နေတဲ့နေမင်းကြီးရဲ့တောက်ပနေတဲ့နေမင်းကြီးဝင်ခန်းကြီးရဲ့နေကပိုတောက်ပတယ်နော်တောက်ပနေတဲ့နေမင်းကြီးရဲ့တင့်တယ်မှုကိုကြည့်ပြီးအိုးနေမင်းကြီးကတင့်တယ်လေးစွာပေါ့အဲ့ဒီလိုသူခံစားလိုက်ရတယ်ပြီးတဲ့အခါမှာအရှိတ်ဘက်ကိုကြည့်လိုက်တော့နေဝင်လူဆဲဆဲဖြစ်နေတော့လာပြင်းနေဖြစ်တဲ့အတွက်ပြေဝင်းနေတဲ့လာမင်းကြီးကလည်းအရှိတ်မိုးကုတ်စက်ဝိုင်းကနေစားပြီးတော့ ဖွက်ပေါ်လာပြီဖြစ်တဲ့အချိန်ဒါကြောင့်လာမင်းကြီးကိုကြည့်ပြီးတော့အိုးလာမင်းကြီးကလည်းเนาะတခါတည်းကိုအယောင်လင်းပြီးတော့တောက်ပစွာနဲ့ဖွက်ပေါ်လာပါရောလားတင့်တယ်လာပြီးစွာပေါ့သူအဲ့လိုခံစားရတယ်တဲ့အဲ့ဒါနဲ့နောက်တော့အဲ့ဒီအချိန်မှာပဲเนาะအဲ့ဒီပုပ်ပါယုံကြောင်းကိုကောသလမင်းကြီးကမင်းဝန်တစားအပြည့်နဲ့မင်းမက်အချွေအရန်နေဝင်ချလာတယ်ရောက်ချလာတယ်ပေါ့အဲ့ဒါကိုကြည့်ပြီးအိုး ကောသလမင်းကြီးကလည်းနော်မင်းမှုမဲ့အပေါင်းနဲ့မင်းဝတ်တစားအဖြစ်ဝတ်ဆင်ပြီးလာလိုက်တာဟဲ့တဲလဲတင့်တယ်လှပါလားပေါ့အဲ့ဒီလိုရှင်အနန္ဒာကကြီးပြီးတော့သူ့ရင်ထဲမှာခံစားရတယ်တဲ့အဲ့ဒါပြီးတဲ့အခါတန်ဃာပြိတ္တတွေရဲ့နော်တန်ဃာပြိတ္တတွေအများကြီးပုတ်ပါမကြောင်းထဲမှာဖြစ်နေပြီအဲ့ဒီတန်ဃာပြိတ္တတွေရဲ့တောင်စွန်းတနေရာမှာနေရာယူပြီးတော့ဇံဝင်စားနေတဲ့နော် ယဟန္တာအရှင်မြတ်ကိုသူမြင်လိုက်တဲ့အခါကျတော့ကာလုတ္တာကြီးယဟန္တာအရှင်မြတ်မြင်လိုက်ပြီးတော့အိုးကြီးညိုပွဲကောင်းလိုက်တာယဟန္တာအရှင်မြတ်ဇံဝန်စားနေတာကြည့်တင့်တယ်လာပြီးစွာကြီးညိုစရာကောင်းလိုက်တာပေါ့နော်သူအဲ့လိုခံစားလိုက်ရတယ်တဲ့အဲ့ဒီလိုမင်းမင်းကြီးကိုမြင်ပြီးတင့်တယ်တယ်လို့သူယဉ်ထဲမှာခံစားပြီးပီတိဖြစ်တယ်လာမင်းကြီးကိုကြည့်ပြီးတော့တင့်တယ်တယ်လို့ခံစားပြီးပီတိဖြစ်တယ် အော်ကောသလမင်းကြီးကိုမြင်ပြီးတော့လည်းပဲဟာအလွန်တင့်တယ်ပါတကားဆိုပြီးတော့လည်းသူရင်ထဲမှာပီတိဖြစ်တယ်အဲ့ဒီလိုပဲယဟန္တာအရှင်မြတ်ကိုလည်းပဲဖူးတွေ့ပြီးတဲ့အခါမှာဇံဝင်စားနေတဲ့ယဟန္တာအရှင်မြတ်ကိုလည်းမြင်တွေ့ပြီးတော့သူရင်ထဲမှာတင့်တယ်လာတော့ကြောင်းပီတိဖြစ်ပါတယ်တဲ့အဲ့ဓာရီမြင်ပြီးတဲ့နောက်မှာတော့ရှင်တော်မြတ်ဖျားသရင်သုံးနေတဲ့ပလင်ထက်ကိုရှင်တော်ကိုရှင်တော်မြတ်စွာဖျားကို လှမ်းပြီးဖိုးတွေးလိုက်တဲ့အချိန်မှာတော့အိုးတင့်တယ်မှုတင့်တယ်မှုများစွာတဲမှာရှင်တော်မြတ်ဖရာရဲ့တင့်တယ်မှုတည်တာအကြီးမားဆုံးပါတကားလို့သူရှင်တဲမှာခံစားလိုက်ရပြန်နေတဲ့အဲ့တော့ရှင်အနန္ဒာကလေဖရာရှင်ကိုကြည်ညိုတဲ့နေရာမှာကတော့အတုမရှိပါနော်အလွန်ကြည်ညိုတယ်အဲ့ဒီလိုကြည်ညိုတဲ့စိတ်အပြည့်မှာသူဟာနှိုင်းရှင်စရာတွေနဲ့နှိုင်းရှင်မိကြည့်လိုက်တော့ အရှင်မြတ်စွာဘုရားရဲ့တင့်တယ်သောเนาะជីညိုပွဲရာဖြစ်သည့်တင့်တယ်မှုဟာအချိန်မဆုံးပဲလို့သူအဲ့လိုနားလေလိုက်တယ်။ဒါပေမဲ့သူနေလိုက်ပြီးတော့အဲ့ဒီတရားပွဲပြီးသွားတဲ့အချိန်မှာတော့သူရှင်ထဲမှာသူဖြစ်နေတဲ့ပီတိကိုသူအရှင်တော်မြတ်ဘုရားကိုသူရှောက်ထားခြင်းပဲ။ရှောက်ထားခြင်းတော့အရှင်မြတ်ဘုရားတတိတော်အာရှောက်ထားခွင့်ပြုပါဗျာဆိုပြီးတော့သူကခွင့်ပန်ပြီးမြတ်ဘုရားကိုသူရှောက်ထားတယ်ရှင်ဘုရားเนาะတတိတော်ဟာ ဒီတရားပွဲမဆခင်ပုပ္ပါအကြောင်းအပြင်ဘက်ကိုကြည့်လိုက်တော့ဟိုးအနောက်ခေါရအကြောင်းကဝင်လို့ဆက်ဆက်ဖြစ်နေတယ်တောက်ပါတဲ့နေမင်းကြီးကိုချိန်ပြီးတော့တင့်တယ်တယ်လို့ခန်းစားရတယ်ခင်ဗျာလာမင်းကြီးကိုအရှိတ်ဘက်မှာထွက်လာတာကိုမြင်တော့လဲအိုးလာမင်းကြီးကလည်းတင့်တယ်ငှပြီစွာတကားလို့ခန်းစားမိတယ်ဟောကောသလမင်းကြီးကြွချီလာတာကိုကြည့်ပြီးမင်းမတစအပြင့်နဲ့အလွန်တင့်တယ်တော့ကောသလမင်းကြီးကိုကြည့်ပြီးတော့လဲတင့်တယ်တယ်လို့ခန်းစားရပါတယ်ခင်ဗျာ နော်နောက်တစ်ခါယဟန္တာအရှင်မြတ်တာလူတာကြီးယဟန္တာအရှင်မြတ်ကြီးဇံဝင်စားနေတဲ့ဇံတမာဘတ်ဝင်စားနေတာကြီးကိုမြင်ပြီးတော့တပြည့်တော်တော်တော်ကိုပီတိဖြစ်ပြီးတော့ကြည်နိုးရပါလေခင်ဗျာအလွန်တင့်တယ်တော့နော်အခြေအနေကိုလည်းတပြည့်တော်ဖူးတွေ့ကြရပါလေခင်ဗျာသို့တော်လည်းတပြည့်တော်ဟာနောက်ဆုံးရှင်တော်မြတ်ဖျားရဲ့တရင်300ကိုလှမ်းပြီးဖုံးမြော်လိုက်တဲ့အခါမှာတပြည့်တော်မြင်တွေ့လိုက်ရတဲ့ 现在培养压力安装车，性能偏偏硬，喏，性能偏偏好，不弱不弱。现在进新的路，这劳，路里路，看啥吧，的偏受不了，偏小不快。哎喽，培养新人，哎哩，先按照那小车的时候目的地喽，变表来的培养新人，弄出来就哈，大把三亚、明港啦，做的嘎车都阿片呢，全部拉了，片的。 ဲ့တော့ဘုရားရှင်ကဘာပြောလဲဆိုတော့ချက်သားအန္တနာတဲ့နေမင်းကြီးဟာနေအခါပဲတင့်တယ်တာလေးတဲ့လာမင်းကြီးကလည်းညအခါမှာပဲတင့်တယ်တဲ့နော်ရှင်ဘီရင်တို့ညီတီလည်းပဲချက်ဝက်တက်စာပြည့်စုံမှသာလျင်သူဟာတင့်တယ်တဲ့ယဟန္တာအရှင်မြတ်ကြီးဟာလည်းဇန်တမာဘတ်ဝင်စားတဲ့အချိန်မှသာတင့်တယ်တာတဲ့ငါဖယားကတော့တဲ့အချိန်မရွေး နေနေညညမရွေးငါရဲ့တကိုးတော်ငါးပါးနဲ့ငါဟာအချိန်မရွေးတင့်တယ်ချင်းရှိပါတယ်လို့ရှင်တော်မြတ်ဖျားကပြန်ပြီးတော့မိန့်တော်မူပါတယ်တဲ့နော်သာဓုသာဓုသာဓုမိတ်ဆွေတို့တော့မသိဘူးဆရာမကကိုယ့်အကူပြောပြီးတော့ကိုယ့်အကူခံစားပြီးကိုယ့်အကူပိတိဖြစ်ပြီးကြည်နိုးတယ်မြတ်စွာဘုရားရဲ့စကားတော်ကိုကြားရပြီးတော့အဲ့တော့နော်မိတ်ဆွေတို့ ဘုရားရှင်ကတကိုးတော်၅ပါးနဲ့မိညာမလက်အခါမယွေးတင့်တယ်ပါလေဆိုတာတကိုးတော်၅ပါးကဘာလဲတဲ့တကိုးတော်၅ပါးဟာခန္တီနော်ခန္တီတကိုးတော်နော်နောက်တစ်ခါမြစ်တာတကိုးတော်နောက်တစ်ခါနော်သီလတကောတော်တမာရီတကောတော်ပညာတကောတော်ဖြစ်တဲ့တကောတော်၅ပါးနဲ့ပြည့်စုံသော ရှင်တော်မြတ်ဖျားသည်နေနေညညမပြတ် အခါမလက် တင့်တယ်လှပါပြီလို့မိန့်တော်မူတာဖြစ်ပါလေတာဒုတာဒုတာဒုအဲ့တော့ပြောချင်တာကနော်နားထောင်နဲ့မိတ်ဆွေတော့မသိဘူးဗောနော်ဆရာမကအဲ့ဒီလိုလေးပြောလိုက်ရရင်ရင်ထဲမှာလှိုက်လိုက်လိုက်လိုက်နဲ့ပြကြည့်ဒီအလွန်ဖြစ်တယ်ကြည်နိုးတယ်ဘုရားရှင်ကိုကြည်ညိုတဲ့စိတ်ပြီးပေါ်ပြီးအင်အားကြီးမားလာတယ်။ဒါကြောင့်ဆရာမဒါလေးကိုပြောပြတာဆရာမလို့ပဲ အခုဒီအဋ္ဌံကိုဆောင်ရွက်မဲ့ပုံကုတ်ဒီဟာလည်းပဲအဲ့ဒီတတ်တာစိတ်အင်အားကြီးမားပြီးနော်ခါရဲထက်တန်သောစိတ်နဲ့ဒီအဋ္ဌံကိုပို့ဆောင်နိုင်စေဖို့ဆရာမဒါလေးကိုပြောပြတာဖြစ်ပါတယ်အဟုတ်ပြီအဋ္ဌံအတွဲဆရာမဆက်ပြောပါမယ်ပြုလုပ်ရမယ်နော်အဋ္ဌံကတကယ်လပြည့်တဲ့အချိန်ကိုဥတည်ပြီးပြုလုပ်ရမှာဖြစ်တယ်လပြည့်တဲ့အချိန်ကအော်တိုဘလ9ရက်တနင်္လာနေ့ မနေ့10နာရီနဲ့16မိနစ်မှာเนาะလပြည့်မှာဖြစ်ပါရဲ့အဲ့တော့အဲ့ဒီ10နာရီနဲ့16မိနစ်ကိုဥတည်ပြီးတော့เนาะ10နာရီကစလဲရတယ်10နာရီ9မိနစ်ကစလဲရတယ်မိမိတို့ပူစော်နေရင်ねအဲ့ဒီလပြည့်တဲ့အချိန်ဖြစ်တဲ့10နာရီ16မိနစ်ကိုပူစော်နေရင်ချက်တန်းသွားဖို့ဖြစ်ပါတယ်เนาะပူစော်ရမှာက တပါစရာမင်္ဂလာဖြစ်တဲ့ဒီဝါဒပတိအာရိစောဂါထာတော်ဖြစ်ပါတယ်။အဲ့တော့ဒီဝါဒပတိအာရိစောဂါထာတော်ကြီးကိုအမညာယုတ်ဖတ်30ပူဇော်နေတဲ့ဂါထာတော်ထက်ပို့ပြီးတော့ပြည့်စုံတဲ့ဂါထာတော်လေးကိုဆရာမရဲ့မိတ်ဆွေနော်ဟောင်းလေးမိတ်ဆွေရင်းချာတွေကတော့သိပြီးသားဖြစ်ပါလိမ့်မယ်။နော်အဲ့တော့အဲ့ဒါကဒီဝါဒပတိအာရိစောရတိမှာဘာတိစန္တိမှာသန္နာတော်ခတ္တိယောတပတိ ဇာယိတပတိဇမနောအထတံပမဟောရတေဘုဒ္ဓောတပတိတေဇသာလို့ရောက်ပြီးသွားရင်ဘုရားကုံတော်၉ပါးကိုပူဇော်ရတာဖြစ်ပါတယ်။အရဟံတမ္မာတမ္ဗုဒ္ဓောဝိစ္ဆာစရဏတမ္မေနောသူကတော်လောကဝိတုအနုတ္တရောပုရိသဓမ္မတာရတိတတ္တာဒေဝမနုဿာဏဗုဒ္ဓောဘဂဝါလို့ပူဇော်ပြီးသွားမှအဲ့ဒီဂါရာတော်ရဲ့နောက်ဆုံးပိုက်ဖြစ်တဲ့ 大地打的上，咱们呢说的，那我送排就肉少不少亚嘛？吃饱的，好比呢，二里路不少木果，上月坡吃饱的，哎罗阿古肉手不少木果，想买先表把没？来三呢？喏，不少木果，米米肉嘎，培养西哥，阿爸的啦，看有没？喏，米米肉，哦，你不少十干不里不？先丢人没？被抓肉麻？喏，sorry，培养西哥。 ဟိုဝင်ကြောင်းတော်เนาะအမြဲတမ်းတော့ဘာလို့ပဲလှူလှူဘယ်အတိတ်ခံပဲလုံးတော့ဖះရှင်ရဲ့ကြောင်းတော်ကိုကတ်လှူပါပြီးရင်ကြောင်းတော်ကိုဖိတ်ကြားပါပြီးတော့မှသာမိမိဘာဆောင်ရွက်မယ်ဆိုတာကိုဖះရှင်ကိုလျှောက်ထားပါเนาะအဲ့တော့ဥစ္စာပြုလုပ်ရမှာဩဃာတာအစချပြီးဖះရှင်ကိုမယ်ပြီးရင်၅ပါးသီလခံယူမယ်ပြီးရင်တော့ညစွာဖះရှင်ကိုရမြတ်ကြီးကို မိမိတို့ရဲ့ကျောင်းတော်မှာကျောင်းတော်ရဲ့ဘွယ်ကိုအနှံထားရင်လေအဲ့ဒီဘွယ်နာမည်အတိုင်းရှင်တော်မြတ်ဖျားကိုကတ်လူပူဇော်ပါ၏ဖျားကြွရောက်၍သရင်သုံးတော်မူပါဖျားလို့ဖျားရှင်ကိုဖိတ်ကြားမှာဖြစ်ပါတယ်နော်ဖိတ်ကြားပြီးသွားရင်တော့အရှင်မြတ်စွာဘုရားဤနေ့ဤရက်သည်သရင်ကျလာဤလာဝင်းကြီးအင်အားပြည့်ဝတော်လာပခပြည့်သည့်နေ့ဖြစ်ပါ၏ဤသရင်ကျလာပြည့်နေ့ပင်ဒါပြတော်သည် တပ်ပါစရာမင်္ဂလာဂါထာတော်မြတ်ကြီးကိုနော်ဂါထာတော်မြတ်ကြီးကို45ချိန်တိတိရော့ပွားတဲ့ဆယ်ပူဇော်မိဖြစ်ပါ၏ဗျာဤပူဇော်မှုကိုရှင်မြတ်ဗျာအပူဇော်ခံချီးမြှင့်ပေးတော်မူပါဗျာဆိုပြီးတော့ဖះရှင်ကိုအရင်လျှောက်ထားရမှာဖြစ်ပါလေဟုတ်ပြီနော်ဖះရှင်ကိုလျှောက်ထားပြီးရင်နော် ဘာဆက်နဲ့၄កောင်းเนาะဆ ያ မကွန်းက45လို့ပြောမိလားမသိ50ဆက်နဲ့၄កောင်းเนาะ50ဆက်နဲ့၄កောင်းပူဇော်ရမှာဖြစ်ပါတယ်အဲ့တော့50ဆက်နဲ့၄កောင်းပူဇော်ရမယ်အဲ့ဒါကိုမြတ်စွာဘုရားရှင်ကို ပူဇော်ပါမယ်အကြောင်းလျှောက်ထားမယ်ပြီးရင်ဒါတွေကိုပြင်ဆင်ထားပြီးသားဖြစ်ပြင်ဆင်တဲ့အကြောင်းဆ ያ မပြီးရင်ပြောမယ်เนาะပြင်ဆင်ထားပြီးသားလည်းဖြစ်ရမယ်ပြီးရင်เนาะပူဇော်မှုအတွက်အတူတကွပူဇော်ချဖို့သမာဓိဝနတ်မြတ်နတ်ကောင်းနတ်အပေါင်းတွေကိုဖိတ်ကြားမယ် အဲ့ဒီဖိတ်ကြားတဲ့နေရာမှာနော်ဘလူတွေပါပါဝင်ရမလဲဆိုတော့စက်ကြဝလာတိုက်တသောင်းကငတ်ကြမှာအပေါင်းတွေကိုလည်းဖိတ်ကြားပါနော်နောက်တစ်ခါနေမင်းနော်နေနဲ့သားလက်နဲ့သားတို့ကိုလည်းဖိတ်ကြားပါနော်အဲ့ဒီလိုပြည့်စုံအောင်ဖိတ်ကြားပါကျန်တာတွေကတော့မိမိဖိတ်ကြားနေကြတိုင်းပြည့်စုံအောင်ဖိတ်ကြားသွားဖို့ဖြစ်ပါလေ နော်ဖိတ်ကြတဲ့နေရာမှာလဲကျွန်ုပ်နဲ့အတူတကွာဤနေ့ဤရက်သည်သတင်းချုပ်လာဤလာပက္ခပြည့်သောနေ့ဖြစ်သောကြောင့်ဤနေ့သည်မြတ်စွာဘုရားရှင်ဤနှုတ်ထွက်တော်ဖြစ်သောတပ္ပစရာမင်္ဂလာဂါထာတော်ကြီးဖြစ်ပေါ်လာသောနေ့ရက်ဖြစ်ပါ၏ဤနေ့တွင်လဲအကျွန်ုပ်သည်ဘုရားရှင်ကိုရမြတ်ကြီးဤရှေ့မောင်၌ပဲတပ္ပစရာမင်္ဂလာဂါထာတော်မြတ်ကြီးကို54ချိန်တိုင်းတိုင်းရုတ်တဲ့လေးမြတ်စွာရုတ်ပွားတရစေပူဇော်နာကြမြည်ဖြစ်ပါ၏ တွားရောက်လာကြတော့တင်နဲ့မြက်နှကောင်နဲ့အပေါင်းတို့တည်လေကျွန်ုပ်နေအတူတကွတပ်ပါစီကမင်္ဂလာဂါတာရောမြက်ကြီးအာရောကွာတရစွဲပူဇော်နာကြကြပါကုန်လောဆိုပြီးတော့ဖိတ်ကြာမှာဖြစ်တယ်အရင်ဆုံးဖေတော်ကိုခွင့်ပန်မယ်နော်ခွင့်ပန်မယ်ပြီးရင်နှက်ပင်မယ်နှက်ပင်ပြီးသွားတာနဲ့ဖျားကိုပြင်ဆင်ထားတာဒီတက်လို့ဟုတ်ပြီအခုပြင်ဆင်မှုလာပြီဆရာမအခုပြင်ဆင်ကြတာတာကိုအဝေးရဆိုတော့နော်နည်းနည်းရှင်းရမှာရှင်းမယ် ဟိုဆ iam ဓာတ်ပုံရိုက်ပြီးလဲစာနဲ့တင်ရင်းနဲ့ပြန်တင်သေးပါအောင်မယ်နော်ဒီမှာကဆ iam နဲ့အနည်းဆုံးဒီနော်ဒါအခုဆ iam နဲ့အနည်းဆုံးဒီဒါဖျားရှစ်ခိုးတဲ့နော်ဖျားရှစ်ခိုးတဲ့သူရဲ့ဘက်ဖြစ်ပါတယ်နော်ဒီဘက်ဒီဒါဖျားရှင်ရဲ့ចောင်းတော်ဘက်ပါနော်ဒီပန်းဟိုးလေးဒီဖျားရှင်နဲ့အနည်းဆုံးနေရာမှာရှိပါတယ်မိမိရဲ့ညာဘက်မှာအဝိအဖြူကိုခင်းပြီးမိမိရဲ့ဘယ်ဘက်မှာ အဝက်အဝါကိုခင်းပါတယ်နော်အဖြူအဝါဇပွဲကင်းမရှိလည်းရတယ်နော်မရှိလည်းအဆင်ပြေတယ်လို့လုပ်ပါအများအပြင်ဆရာမမိတ်ဆွေတွေကတော့ဒီဇပွဲကင်းလေးရှိနေကြပါတယ်နော်အဲ့တော့အဲ့လိုလေးလုပ်ပါပြီးရင်နော်ကိုနဲ့အနည်းဆုံးရဲ့ညာဘက်ချမ်းမှာရေနွေးချမ်း၃ခွက်ပြင်ပါမယ်ကိုနဲ့အနည်းဆုံးဘယ်ဘက်ချမ်းမှာဆရာမဒီပန်းဝိုးလေးရွှေ့လေးပြမယ်နော်အဲ့တော့ ကိုနဲ့အနည်းဆုံးဘယ်ညာဘက်ချမ်းမှာရေကြည်တော်သုံးွက်ထားပါမယ်။နော်။နောက်တစ်ခါဖျားရှင်ဘက်နော်ဖျားရှင်ဘက်မှာရှိနေတဲ့ဒါကိုပဲအဲ့ဒီဘက်ကဖျားရှင်ဘက်နော်။ဖျားရှင်ရဲ့ကျောင်းတော်ဘက်မှာထိတ်မှန်ကကြာဆန်းကျော်သုံးပွဲကိုပြင်ဆင်ထားပါမယ်။ဟုတ်ပြီနော်။ ညာဘက်မှာ coffee သုံးခွက်ကို ပြင်ဆင်ထားပါမယ်။ပြင်ဆင်တဲ့နေရာမှာတတိထားပါ။မိမိတို့ဟာညာလက်နဲ့ကင်ပြီးတော့အစားကိုစားကြတယ်လို့ပဲ။ဖျားရှင်ဘက်ကပြန်ပြီးတော့ညာလက်နဲ့ကင်ပြီးဖုံးပေသုံးဆောင်တော်မူလို့ရအောင်ဇွန်နေကို ပြင်ဆင်ထားရမှာဖြစ်တယ်လို့။နော် coffee ခွက်ရဲ့နော်ဂိုင်းလေးတွေပါတယ်ဆိုရင်ဂိုင်းလေးတွေကိုဒီလို ပြင်ဆင်ထားဖို့လိုအပ်ပါရဲ့။နော်အဲ့ဒီလိုပြင်ဆင်ထားမယ်။ ပြီးရင်တော့ပန်းအဖြူ၅ဖွင့်ပန်းဖြူ၅ဖွင့်ကဂန္ဓမာရလဲရတယ်နော်နောက်တစ်ခါနှင်းစီရလဲရတယ်ဘာဖြစ်ဖြစ်ပန်းအဖြူ၅ဖွင့်ဖြစ်ဖို့ပဲလိုပါတယ်အဲ့ဒါကိုမိမိရဲ့ညာဘက်သပွဲခင်းအဖြူထားတဲ့ဘက်မှာပြင်ပါမယ်ဟုတ်ပြီနော်ကော်ဖီကွက်တွေရေကြီးတော်ကွက်တွေရှိတဲ့ဘက်မှာပြင်ပါမယ်ပြင်ပြီးရင်ရပါပြီဟုတ်ပြီနော်ဒါပြင်ဆင်မှုကိုပြောတာပါ 哎，不然呢？他要学我干什么？哎，咯，干了嘞，阿蛤妈，明明讲啊，扫扫地，喏，打扫打扫得咪尼瑞，扫扫地，喏，那得擦嘞，个啊，公配家擦被被，撇这这，明明干住家个，只要有垃圾，他妈的，我难免能讲阿阿帮嘞，扫扫地干嘞，阿住这挂，干住家玩嘞，他咪咪，最大懊恼，配家也蛮撇的，他讲。 ယခုခါတပည့်တော်သည်ရှင်တော်မြတ်ဖျားအားဤသတင်းကြောင့်လာပြည့်နေ၏ကုသိုလ်ပြင်ဆင်မှုအပြင်ကတ္တလူမြည်ဖြစ်ပါ၏ဤကတ္တလူသောကုသိုလ်တို့ကိုအကျွန်ုပ်နှင့်အတူတကွသဘာဝရာမင်္ဂလာဂါထာတော်မြတ်ကြီးကိုရုပ်ပွားတရဆယ်ပူဇော်နာကြကြရန်အတွက်ရောက်ရှိလာကြကုန်သောတမရိဝနတ်မြတ်နတ်ကောင်းနတ်အပေါရိယာတရဆင်တရကောင်းသူမြန်လောင်းအပေါင်း အဆောင်လျှောက်ပုဂ္ဂိုလ်ပုဂ္ဂိုလ်များအပေါင်းတို့ဒီလေအတူတကွပူပူစော်ကြပါကုန်လောကတ်လှကြပါကုန်လောဆိုပြီးတော့အဲ့ဒီလိုပြောရမယ်ပြောပြီးသွားရင်ရှင်မြတ်စွာဘုရားเนาะဘယ်ကနေစမလဲဆိုတော့အရှင်မြတ်စွာဘုရားဒါပြီးတော့ဒီရှင်တော်မြတ်ဘုရားအာနေစုံအဖြစ်သစေနာယီနဲ့စကောမင်းဆိုတော့နေစုံအချိန်ရောက်ပါပြီနေစုံအဖြစ်အာယုံညှော့တော်လေးရဲ့ 这里难道吗？五台山啊，夹山桥，喏，家乡嘛，这边真的不假，不假，乡民喏，夹山桥东边古天生甘露洼一片，旁边东山呢木洼片，啊，桥北阿片，高飞山东边古嘞，天生甘露洼一片，啊，桥北阿片，旁边东山呢木洼十年片，金銮间阿片。 လည်းပြင်ဆင်ကတ်လူပါ၏ဖျားရေချီတော်အဖျင်လည်းပြင်ဆင်ကတ်လူပါ၏ဖျားရှင်တော်မြတ်ဖျားဖုံးပွေသုံးဆောင်တော်မူပါရှင်မြတ်ဖျားအဲ့ဒါပြီးတော့ပန်းဖြူမယ်ပန်းကကြတော့ကတ်လူလို့မရဘူးကိုကကိုရဲ့အဲ့ဒီနေ့ရဲ့အဖြူရောင်အားကြီးစေတဲ့နေ့ဖြစ်တဲ့အတွက်ကြောင့်အဖြူရောင်အင်အားကိုရယူခြင်းက 你耍偏心也讲不过，上的的啊！譬如讲，我问我跟孙金安的偏不偏信我算不咯？不要来呀的，随便的顾家事情。他讲，喏，这男人喏，呃，顾家嘛个他，不是说家内路谁在内谈，管你嘛说路对不对咯？哎，谁在内嘛，哎，路谈嘛喏，他不咯，偏心我，心眼耍偏，这边落地，心侬偏偏啊！ 小坡也单身一位，南山也家一道，一百多平，新楼面片一公建筑六个，不少吧？一新片呀！哦，我干进来咯，大家入来看，哎咯，这里路嘞，喏，不少来嘛，这个，哎咯，不少了，背多比少些，新片片，特别好的一。 ကတ်လူချင်းနဲ့ပူဇော်ခြင်းတို့ဆောင်ရွက်ပြီးတင်နေအတူမြတ်စွာဘုရားရှင်ကိုရမြတ်ကြီးကိုဥထိပ်ထားလျက်တပ်ပါစရာမင်္ဂလာဂါထာတော်မြတ်ကြီးကို54ချိန်တိုင်းတိုင်းရိုသေလေးမြတ်စွာရောပွားတဲ့ဆယ်ပူဇော်ပါမိဖျားလို့ဆိုပြီးတော့နမောတတ္တဘဂဝတော်အရဟတော် တမ္မတမ္ဗုဒ္ဓတ္တာဆိုပြီးတော့အဲ့ဒါအစခြေပြီးတော့ခုနကဆရာမပြောတဲ့အတိုင်းဂုံတော်၉ပါးအပ္ပနော်ဒီပါတပ္ပိအာရိသောဂါထာတော်ဖြစ်တဲ့တပ္ပစီယမင်္ဂလာဂါထာတော်ကြီးကိုအလုံး54ချိန်ပူဇော်ရမှာဖြစ်တယ်။အဲ့တော့ဆရာမရဲ့54ချိန်ကနဲတာပေါ့ဂါထာလေးကလည်းတော်တော်လေးညံလိုက်တာမဟုတ်ဘူးနော်အသေးအချာအာယုံပြုတ်ပြီးတော့ပူဇော်ရမှာဖြစ်တဲ့အတွက် ပိသအောင်ဆိုပေးပါ။နော်ဒီဘာတော်မြတ်ဒီဆောင်တော်ဒီမမလေးဇာတိမန်တန်တော်တကယ်ဒီအဲ့ဒါဆိုရင်မထိရောက်ဘူး။နော်မထိရောက်ဘူး။ဆရာမအခုဆရာမနဲ့အတူတကွဆောင်ရွက်ကြမယ်ကုသိုလ်သည်။ဆရာမဘာဖြစ်စေချင်တာလဲဆိုတော့တတစိတ်အင်အားကြီးမားစွာနဲ့ရိုသေလေးမြတ်သောစိတ်ကြီးညိုမှုစိတ်နဲ့ထက်တန်သောစိတ်တို့နဲ့ပူဇော်တာကိုဖြစ်စေချင်တယ်။ဟုတ်တယ်နော်။အဲ့ဒီလိုဖြစ်စေချင်တဲ့အတွက် တေးတေးချာချာလေးလေးမြက်မြက်အာယုံစိုက်ပြီးအပန်ကျွက်မှန်မှန်နဲ့နော်အဓိပ္ပာယ်ကိုလည်းဆရာမခုနကပြောထားတာလေးတွေကိုအာယုံညှို့ပြီးတော့ပို့စော်သွားရမှာဖြစ်တယ်54ချိန်ဟာခုနကဆရာမရွတ်ပြတယ်လို့ရွတ်သွားရင်ခဏလေးနဲ့ပြီးတယ်ဒါပေမဲ့နော်ဒါပေမဲ့တေးတေးချာချာဂါရဝတရားထားပြီးတော့ပို့စော်မယ်ဆိုရင် ခဏလေးနဲ့မပြီးပါဘူး54ချိန်ရเนาะအဲဒါဈားထဲမှာဂုံတော်ကိုပါလဲပါသေးတယ်เนาะဂုံတော်ကိုပါကိုပူဇော်တဲ့နေရာမှာလည်းပဲဒီဝါဒမိအာရိသောတာမကောက်ဘူးဂုံတော်ကိုပါကိုပူဇော်တဲ့နေရာမှာလည်းပဲအဲ့ဒီဂုံတော်ကိုပါပေါ်မှာအသေးချာရိုသေလေးမျက်စွာဖះရှင်ရဲ့ဂုံတော်ကိုပါကိုအာယုံညှက်ပြီးပူဇော်နေတာဖြစ်ရမယ်နော်ဖះရှင်နောက်ဆုံးပြောတယ်လေဗုဒ္ဓတပ္ပိတေဇတာတဲ့နော်တေဇဆိုတာဖုံးတကူကိုပြောတာငါဖះရှင်မာတဲ့ အဲ့ဒီဖုံးတကိုးတွေဂျောင်းတဲ့เนาะတေဇသားဆိုတာဖုံးတကိုးအဲ့တော့ဗုဒ္ဓဘုရားရှင်နေမှာတဲ့အဲ့ဒီဖုံးတကိုးတော်တွေဂျောင်းနေညအခါမလက်မယွေးတင့်တယ်နေပါတယ်လို့ဘုရားရှင်ကအဲ့ဒီလိုမိတ်တော်မူလိုက်တာဖြစ်တယ်အဲ့တော့ဆရာမကုနာပြောတယ်လို့ဘာဖုံးတကိုးတွေလဲเนาะအဲ့တော့အဲ့ဒီဖုံးတကိုးတွေကိုလည်းဆရာမကုနာကပြောပြပေးလိုက်တယ်เนาะမြင့်တာရယ်ခန္တီရယ်တမာတိရယ်เนาะနောက်တစ်ခါ 哦，他妈的也偏人家的，最赖的，哎， 你碰那个哩？哎，这侬先嘛，妈妈说咯。哦，讲咪了表话的嘞，记下的嘞。哎咯，哎你碰那个阿爸家，伢耍偏心啊，谁亲没有？侬天天你妈的，是咯？哎咯，不说你人嘞，偏心叫嘞啥？哎咯，偏心叫嘞啥？六十个呢表演咯，但哦，我奶奶表演咯，看哈不？六十个呢表演咯，偏心叫嘞啥？ ဲ့တော့ဘုရားရှင်ပြောခဲ့တဲ့စကားကိုအာယုံထဲမှာထားပြီးတော့ပူဇော်သွားပါ အလွန်ထူးခြားသောပီတိတွေဖြစ်ပေါ်လာရင်ပူဇော်နေတဲ့အသင်မိတ်ဆွေတည်လဲအလွန်ထူးခြားသောကြောင်းလဲတိုးတက်မှုတွေဖြစ်ပေါ်လာလိမ့်မယ်လို့ယုံကြည်စွာနဲ့ပူဇော်သွားပါလို့ပြောချင်ပါတယ်ပူဇော်လို့ပြီးသွားရင်တော့အမျှဝေပါမယ်နော် အမျှဝေပါမယ်အမျှဝေတဲ့အခါမှာမိမိဖိတ်ကြားထားတဲ့ပုံကိုယ်ရိအကုန်လုံးနော်ပါဝင်အောင်ဘိုင်းနင်းနဲ့ပြန်တက်ပြီးအမျှဝေမယ်နော်ပြီးရင်တော့မြစ်တာပို့မယ်မြစ်တာပို့ပြီးသွားရင်တော့အားလုံးအဋိဋ္ဌံကုသို့ပြီးစီသွားပြီဖြစ်ပါတယ်နော်အဋိဋ္ဌံကုသို့ပြီးစီသွားပြီဖြစ်တဲ့အတွက်ကြောင့်လာပြေနေ့မှာမိမိပြုတ်ခဲ့တဲ့ဒီကုသို့ဒီဝတရားကြီး တာဝန်ခြင်းဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲမြတ်စွာဘုရားရှင်ဤနှုတ်ထွက်စကားကိုယုံကြည်လေးစားကြည်ညိုစွာဖြင့်ပူဇော်ခဲ့ခြင်းဖြစ်ပါれလို့မိမိကိုမိမိသစ္စာစုံနိုင်ရမယ်အဲ့ဒီလို သစ္စာစုံနိုင်တော့သူတို့ဒီမိမိမှာကြီးမားတဲ့အခက်အခဲတွေကိုဖြေပျောက်အောင်စံတပြုနိုင်မှုလည်းရှိပါတယ်။ဒါကြောင့်တိတ်တိတ်ချာချာ 今年大家生内，上月加娃路下马岗，二里路里你长家看见马哩，喏，阿龙没没学路阿龙，没米。今年生内，十六家多，刚五个多月，阿婆把家过。没米罗地别瓦刷，家水家皮，俺俩跟百姓们说枪打过江马刷片。 မိမိလိုလားတောင်းတတမြကောင်းချိုမှန်တမြတို့ပြည့်စုံကြသည်ဖြစ်ကြပါစေ။